တော်လာမနက်ခင်းမှာလူမျိုးမသတင်းဌာနရဲ့ဒီဇင်ဘာ၂ရက်နေ့အထူးသတင်းစီစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။ Skyline Wallet မြို့နယ်နတ်မော်ဦးကျေးရွာတွင်းကိုစစ်ကောင်စီတပ်မှ၄ချောင်းကနေဘုံကျဲတိုက်ခတ်ခဲ့လို့ခလင်းငယ်လေးအပောင်ရေသား၅ဦးတေဆုံးက၅ဦးထပ်မနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဝဲလမ်းမြေနဲ့ရှေ့ချက်နတ်မအူကြီးရအတွင်းကိုဒီဇင်ဘာ၁ရက်ညနေအချိန်7:06မိနစ်မှာစစ်ကောင်စီတပ်ကဂျက်တိုင်လင်တစည်းဖြင့်ပေါင်150အမျိုးအစားဘုံဒီလုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်အသက်2နှစ်ရွယ်ကလေးငယ်မှအသက်42နှစ်ရွယ်လူလတ်ပိုင်းအထိ5ဦးသေဆုံးခဲ့ကာကလေးငယ်တအူးပါဝင်5ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဝဲလမ်းသတင်းမှပြန်ကြားရေးအဖွဲ့ကဒီကနေ့ဒီဇင်ဘာ၂ရက်မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နမအူကြီးကဒေသခံအသက်25နှစ်အရွယ်ကိုဆိုင်ကိုသူ့ရဲ့ဇနီးအသက်24နှစ်ရွယ်မတ်စုမြတ်လင်းတမီးအသက်2နှစ်ရွယ်ရွှေပုံဆန်အပြင်အခြားဒေသခံရွာသားတွေဖြစ်တဲ့အသက်22နှစ်ရွယ်မမောင်ဝင်းနဲ့အသက်40နှစ်ရွယ်ရန်တိုင်းဝင်းတို့အသက်သေဆုံးခဲ့ကအသက်5နှစ်ရွယ်ကလေးငယ်တူဦးပါဝင် ကြောက်တာငါဦးစိုးရင်ရတဲ့အခြေအနေဖြစ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် လေယောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဂျက်တလီယင်ဟာတဒအူလီတာစကန်မှာဒီဇင်ဘာ၁ရက်နေ့ညနေ17:50မိနစ်ဝင်းကျင်မှာတက်ရောက်လာခဲ့ပြီးနမဝူကျေးအတွင်းကိုဘုံကျဲတိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့ဝင်းစောက်ကြည့်နေတဲ့တော်လိုင်းသတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါရယ်စီကောင်ဖြစ်တဲ့ဟာဝက်လက်မြေနဲ့ရှေ့ဘက်ချမ်းနေရာတွေမှာတိုက်ဝဲဖြစ်ပွားတာမရှိဘဲအเจ้าမဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့ဒေသခံတော်လိုင်းအဖွဲ့သတင်းရင်းမြစ်တွေကဆိုပါရယ် ဒါပြဝက်လက်မြေနဲ့နောက်မြောက်ချမ်းနေရာတွေကိုစစ်ကောင်စီတပ်မှဂျက်ဖိုက်တာလေယာဉ်တစ်စီးအပြင်ဂျိုင်ရိုကော့တာ၂စီးဖြင့်နိုဘာ23ရက်နဲ့နိုဘာ29ရက်တို့မှာလေကြောင်းတိုက်ခိုက်မှု၅ချိန်ထပ်မံပြုလုပ်ခဲ့ကာဒေသခံ၁၀ဦးကျော်ထိခိုက်ဒေဆုံးတာတွေရှိခဲ့ပါတယ်။